ဒီမွေးနေ့မှာဖယားတော့ချောင်းချပါဒီမွေးနေ့မှာလာဆောင်မဲမဲညနာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေ့မှာသစရဖန်ကအပီနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတရားနေ့ဆိုရဲအစီအစဉ်ကိုတင်ဆက်ပြရောမှာဖြစ်ပါရဲ့ရှင် ။သစင်ပရိသတ်များရှင်ဒီနေ့အမှတ်တရနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်ကနေပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့မြမဆက်တဲ့လုပ်ငန်းကဦးအောင်မြင့်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ချစ်ခင်ပေါ်ဦးအောင်မြင့်ရဲ့မွေးနေ့အတွက်ကိုတော့ပသိမ်မြို့မှာနေတဲ့စနီးဒေါ်နီလာမြင့်ကပောင်ရင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်ကနေထမှန်မြောစုတောင်းပြရအောင်မယ့်ဝင်းနေရှင်ကတော့မရဘူရမနေတဲ့မတ်တန်ကြီးအတွက်ပဲဖြစ်ပါတယ်။မတ်တန်ကြီးရဲ့ဝင်းနေအတွက်ကိုတော့မတ်မိုးမမမတ်အီအီပိုးကင်မလေးမတ်မေဖြူသူမတ်အုံမနဲ့ကိုသားညီမတ်စွန်ပန်းလေးမတ်သူစာကိုနေထူတဲ့မမနေကြီးမတ်မေလေးမတ်နှင်းမတ်မိုးပွင့်မတ်အီမျိုးတန်းနဲ့ မခင်များဝင်မဆုနဒီလင်မခိုင်ခိုင်ဝင်မလှန်လှန်ဝင်မနယ်လင်းသူခင်မခိုင်ဝင်လာတို့ကပောင်းရင်ဆူတောင်းပြီးလာပြီဖြစ်ပါရှင်ဟုတ်ကဲ့ပါရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆူတောင်းစီစဉ်လေးကနေဆက်လက်ပြီးရောင်းမယ်မွေးနေ့ရှင်နေရှိပါသေးတယ် သူကတော့ရန်ကုန်ချယ်ရီ FM ကမဟန္နာပဲဖြစ်ပါတယ်မဟန္နာရဲ့မွေးနေ့အတွက်ကိုတော့မဝဝေထွန်းမခင်မြင့်ဆွေမလက်လက်ဝင်မတင်ဆောင်တွေမရတီမှုမဆုနဒီလင်မခိုင်ခိုင်ဝင်မလှိုင်လိုင်းဝင် မနယ်လင်းသူခင်နဲ့မခိုင်ဝင်လာတို့ကပောင်းရင်စုတောင်းပေးလာပဲဖြစ်ပါတယ်ရှင် ရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေဒီတစ်ခါမှဆုတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့မြစ်ကြီးနားမှာနေတဲ့မတ်ဆူမြတ်သစင်ပဲဖြစ်ပါတယ်။မတ်ဆူမြတ်သစင်ရဲ့၁၈နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မတ်ချူချူမတ်မုံမြင့်သူမတ်အေးနန္နာကျော်မတ်လင်းလင်းစောမတ်ရှုံမြတ်ချေမတ်မေလေးမတ်မိုးပွင့်မတ်နှင်းနဲ့မတ်ငိမ့်ဆွဲတို့ကပါဝင်ဆုတောင်းပေးလာပြီဖြစ်ပါရှင်။ တစံဖန်ရဲ့ပြည်သက်တွေအားလုံးကို မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ ဒီနေ့မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ပြုံးလင်မာနေတဲ့မတ်တန်နာပဲဖြစ်ပါတယ်။မတ်တန်နာကတော့ရန်ကုန်မှာနေတဲ့ကိုနီလာရောင်နဲ့ချစ်သူတတ်တတ်တနှစ်နဲ့ဆယ်လပြည့်အတွက်ကိုကိုရိုင်းပောင်ဝေတောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။သစဉ်ပရိသတ်များရှင်မတရားနေ့စီစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင် ပရိသတ်ကြီးကမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နှံဒီအားလုံးအတွက်ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့ တဆင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933639 1639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တဆင်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933639 1639နဲ့အတူတူတဆင်ဖန်အနာတိတ်မဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ခါနေနှုတ်ဆက်လိုက်ပါရှင်။